မင်္ဂလာပါရှင်။ဂရနီအပါဝင် တိုင်းနယ်ပြည်နယ်ရှစ်ခုမှာမိုးထက်ရွာမဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဂရနီပြည်နယ်အပါဝင်တိုင်းနယ်ပြည်နယ်ရှစ်ခုမှာလာမဲ့ရက်တက်တပတ်အတွင်းမိုးဆက်လက်ရွာတုံးမှာဖြစ်တယ်လို့အမျိုးတိုင်းညီအစိုးရ NUG လူသားချင်းစာနာ ထောက်ထားရင်းနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကအော်တိုဘလ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ လာမယ့်အော်တိုဘလာ22ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာလေပြင်းအားနဲ့ရွှေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမိုအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်တို့ရောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။လာမယ့်အော်တိုဘလာ22ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာလေပြင်းအားနဲ့ရွှေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမိုအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်တို့ရောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။ အဆိုပါမုံတိုင်းငယ်အရှင်ကြောင့်အော်တိုဘလ20ရက်နေ့ကစပြီးအော်တိုဘလ26ရက်နေ့အထိကရနီပြည်နယ်နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသုံးနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်စကိုင်းတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလည်း နေရာကျကျဲမိုးထစ်ချုံရွာသုံးနိုင်တယ်လို့ဆိုထားပါတယ်။အနောက်တောင်မုတ်တုံလေးကပြီးခဲ့တဲ့အော်တိုဘလာ16ရက်နေ့ကစပြီးမြန်မာနိုင်ငံအတွင်းကနေဆက်ခွာသွားခဲ့တာကြောင့်အော်တိုဘလာ20ရက်နေ့ကစပြီးမိုးရွာတုံးမှုရေချင်းတိတိတတာလျော့နေနိုင်တယ်လို့ MOHATM ကအတည်ပြုထားပါတယ်ရှင်။